တင်းနေစာမှာဆိုလို့ရှိရင်ကိုယ်အနေနဲ့ level တစ်ခုရှိရပေါ့နော် maybe intermediate တော်လကောင် upper intermediate တော်လကောင်ဒါမဲ့ pronunciation တို့ intonation နဲ့ပတ်သက်လို့ရှိရင်အားမရဘူးပေါ့နော်ဒီချိန်လေးဒီလိုမျိုးဖြစ်ဖို့တယ်အဲ့တော့အဲ့ဒီချိန်မှာဆိုရင်ချက်က sharing လုပ်ဖို့အတွက်အကြံပေးချင်ပါတယ်အာ sharing လုပ်မယ်ဆိုလို့ရှိရင် teacher က resource ကောင်းကောင်းတော့လုပ်ရပေါ့နော်အဲ့ဒါမှကိုယ်အနေနဲ့မမှန်ကန်ကန်နဲ့တိတိကျကျ sharing ကို effective ဖြစ်ဖြစ်နဲ့လုပ်နိုင်တာပေါ့နော်အဲ့တော့ mm share resource တခု share ပေးရှင်ပါတယ် parrot sharing ဆိုတဲ့ youtube channel လေးဖြစ်ပါတယ်အဲ့တော့ဒီ youtube channel မှာဆိုလို့ရှိရင်ကိုအနေနဲ့ hollywood actor တွေရဲ့ interview တွေအဲဒါမှမဟုတ်လေအာ obama တို့လိုမျိုး public figure တွေရဲ့ဒီ speech video တွေပေါ့နော်အဲ့ဒါတွေကိုသူကအပိုင်းတူလေးနေနဲ့ sharing အတွက်အဆင်ပြေအောင်လို့လုံးဝ by side lesson လေးပေါ့နော်အဲ10မိနစ်သို့မဟုတ်15မိနစ်စာ lesson လေးနဲ့လုပ်ပေးထားတယ်အဲ့တော့ ကိုအနေနဲ့ဆရာမပါဘဲနဲ့ပေါ့နော်သူ့ရဲ့ instruction ကို like လုပ်ယူနဲ့ sharing ကို effective ဖြစ်ဖြစ်လုပ်လို့ရရဲပေါ့နော်ဗီဒီယိုကလည်းအဲ use ချက်စရာပုတ်ရီ50ကျော်60နီးပါးလောက်ရှိရဲပေါ့နော်အဲ့တော့ကိုအနေနဲ့ကိုကြိုက်နှစ်သက်ရာအာဗီဒီယိုရေးလို့ရတယ်နောက်တစ်ခုရှိရာ sharing ကိုဘယ်လိုလုပ်ရမလဲဆိုတာကတခါတည်း technique ကိုပါကိုကတိတော်မယ်ပေါ့နော်ပုံမှန်ဆုံးချေရောက podcast တင်နှထောင်းနေ YouTube video တွေအဲ speech video တွေနှထောင်းနေရှောင်းရင်းတိုင်းလုပ်တယ်ဆိုလို့ရှိရင် video တွေက share တာလည်းရှိမယ်တူတာလည်းရှိမယ်ပြီးလို့ရှိရင်ကိုယ့်ဘက်ကို speech အဲ speech ဆိုတော့နည်းနည်းပြင်းဖို့ကောင်းတာနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အော်ဒီမှာဆိုရင်ချေရော interview လေးတွေလည်းရှိရတဲ့အတွက်ကိုကိုအနေနဲ့ကိုချိုင်းနှစ်သက်ရာအဆင်ပြေရာကိုအာလေ့ကျင့်လို့ရတယ်ပေါ့နော်ရွေးချယ်စရာလည်းအမျိုးမျိုးရှိတယ်အဲ့တော့ ီလိုမျိုးအာ sharing လုံးရခြင်းရဲ့အကျိုးကျေးဇူးလေးနေနေလာပြပြချင်ပါတယ်ပေါ့နော်အဲ sharing လုပ်ချင်းအပြင် share ကကိုယ့်ရဲ့အာ muscle memory လေးပေါ့နော်အဲတော့ muscle memory လေးကိုလည်းသူတို့ဖြင့် mouth muscle memory ပေါ့နော် mouth muscle memory လေးပိုကောင်းလာမယ်နောက်တစ်ခုကကျတော့သူတို့ရဲ့ pitch တွေဘယ်လိုမျိုးပြောင်းလဲသွားတယ်ဆိုတာကိုလည်းအာ data မိမယ် mono တုံးမဟုတ်တော့ဘဲနဲ့ တို့မှာ rise and fall ရှိတာ哦အဲ့တော့ rise and fall တွေဘယ်လိုရှိမလဲအတန်းနေအတန်းထားပေါ့နော်အဲ့ဒါတွေလည်းလေ့လာလေ့လာပြသွားမယ်နောက်တစ်ခုက stress pattern တွေ basic လုံးဆိုရင်တော့ emphasize လုပ်တယ်ပင်ဟာမျိုးဆိုရင်တော့အာ stress လုပ်တယ်စသဖြင့်တည်သွားမယ်နောက်တစ်ခုက return လည်းရှိသွားမယ်အဲ့တော့စကားပြောတဲ့ပုံကပို့ပြီးတော့အာ natural ဆန်လာမယ်ပေါ့နော်ပြီးတော့ဒီချေတို့ចောင်းသားចောင်းသူတော်တော်များ struggle ဖြစ်ကြတဲ့ဒီ final sounds တွေ linking words တွေ connected speech တွေအစရှိတဲ့ဖြင့် pronunciation ရဲ့ features တွေအကုန်လုံးပါ sharing လုပ်ပြီးတော့အာတင်ယူပြတောင်းလိုက်ပေါ့နော်အဲ့တော့ဒီကျတော့ sharing လုပ်ဖို့အတွက် highly recommend လုပ်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံးပါမယ်